တထင်ပြည်နယ်မိုးကောင်းမြို့နယ်နန်းခွင်ကျေးရွာမှာအလေရန်ပြဆရာမတူအောင်စက်တင်ဘာလ26ရက်နေ့နေ့လယ်ပိုင်းကတနထောင်အမှုကြံစီလူရက်မှုဖြစ်ပွားခဲ့တယ်လို့နန်းခွင်ကျေးရွာနေသူများထံမှသိရပါတယ်။နန်းခွင်အလေရန်ကျောင်းမှာပညာသင်ကြားပေးနေတဲ့ဆရာမတူကနေ့လယ်ကျောင်းစင်းချိန်မှာနေအိမ်တို့ပြန်လာရာလမ်းတိုင်းအမျိုးသားနှစ်ဦးကတနထောင်ချင်းချောင်းရိဆိုင်ကယ်တူပေါက်အတွင်မှငွေသားစက်သိန်း60နဲ့ရွှေစွဲကြိုးတစ်ကုန်လူရက်သွားတယ်လို့နန်းခွင်ကျေးရွာနေသူတူကဆိုပါတယ်။ နေ့လယ်ကြောင်းစင်းချိန်မှာဆီယာမားကဆိုင်ကယ်နဲ့သူ့အိမ်ကိုပြန်ခဲတော့ခလီလဲပါတယ်လူနဲ့နဲ့ပြတ်တဲ့နေရာမှာပျောက်ကြောင်မိုးကအင်ဂျီနဲ့နှာခေါင်းစီးမတ်တွေတတ်ထားတဲ့ယောက်ျားနှစ်ယောက်ကဆိုင်ကယ်ကိုရက်ခိုင်းပြီးမှဆိုင်ကယ်တူးပေါက်ထဲကပတ်စံသိန်း60နဲ့ဆွဲထားတဲ့ဆွဲကြိုးကိုလူယူသွားကြတယ်လက်ထဲမှာလည်းတနက်ကင်ထားပြီးမှမအော်နဲ့အော်ရင်ပြစ်တတ်မယ်လို့ချိန်ချောက်တယ်လို့ဆီယာမားကပြောတယ်ဆီယာမားကလည်းကြောက်လို့မအော်ရဲဘူးလို့သူကဆီယာမားပြောပြသည်များကိုပြန်လည်ပြောပြပါတယ် အဆိုပါအမှုတန်စီလူရမှုမှာလေဘေး၌ဆွဲထားတဲ့တုံးချက်သားရှိရွှေစဲကြိုအားဆွဲပြဲလူယူသည့်ဖြစ်ရာဆွဲကြိုးမှာပြဲ၍၎င်းတို့ထံသို့နှစ်ချက်သားခန့်ပါသွားကြောင်းနဲ့ဆီယာမနှင့်ကလေးမှာထိခိုက်ဒဏ်ရာမရရှိခဲ့တော့လေအသက်၅နှစ်အရွယ်ကလေးမှာကြောက်လန့်နေကြောင်းသူကဆက်လက်ပြောပြပါရယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍တပ်ဆိုင်ရာနေမြေရေးစခန်းမှာတာဝန်ရှိသူများကအခင်းဖြစ်နေရာသို့ရောက်ရှိလာပြီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါရယ် မိုးကောင်းမြို့နယ်နန်းခွင်ကျေးရွာမှာယခုလိုအမှုကြံစီလူရဲမှုဖြစ်စဉ်ဟာပထမဆုံးအကြိမ်ဖြစ်ပြီးရခင်ကဆိုရင်ယခုကဲ့သို့မှုခင်များဖြစ်ပွားခြင်းမရှိကြောင်းကျေးရွာနေပြည်သူများရဲ့ပြောဆိုမှုအရသိရပါတယ်။